ကဲဒါတော့ကျွန်တော်တို့အဖွင့်နေမနေအတွက်ပေါ့နော်အဲ့တော့အဖွင့်နေမနေအတွက်ကျွန်တော်တို့စပြီးတော့ကြည့်မယ်ဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော်ဘရိတ်ကနေစပြီးတော့ပြကြင်တယ်ပေါ့နော်ဘရိတ်ကနေစပြီးတော့ပြကြင်တယ်အဲ့တော့ဟိုပထမဆုံးဘရိတ်စပြီးတော့ပြမယ်ဆိုရင်ဒီမှာဒီ9ရေ10ရေ တော့ရင်ပေါင်းလာမလို့53ပေါင်းချင်ရတော့6ဆိုပြီးစဖြစ်တယ်နော်6စဖြစ်တယ်53ပေါင်းချင်ကသူ6ဆိုပြီးစဖြစ်တယ်ဆိုတော့အဲ့6ဖြစ်လို့မလို့နော်ဘယ်လိုမျိုး6ဖြစ်လဲဆိုတော့ဒီ399ပေါင်းချင်ကသူက လိုမျိုး6ဖြစ်တယ်နော်ဒုံညကုံကိုပေါင်းကြီး6ဖြစ်တယ်နော်အဲ့မှာဒီမှာ6ဂျီနာပါဘောနော်တစ်ချက်ထပ်ရေးလိုက်6ဖြစ်တယ်ဒုံညရဲ့ခွန်ရဲ့ကိုရဲ့ဘောနော်ပေါင်းရင်း6ဖြစ်တယ်များတဲ့ဒီလိုမျိုးပေါ့ဒုံညကုံကိုပေါင်းရင်း6ဖြစ်တယ်6ပြည့်လို့မလို့နောက်ထပ်ကျွန်တော်တို့ဒီဒုံညရဲ့ခွန်ရဲ့ကိုရဲ့တခါ6ထပ်ဖြစ်တယ်ညမှာတစ်ချက်ရေးလိုက်နော် ခြောက်ရေးလိုက်ခဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ခြောက်ကဘယ်လိုမျိုးထပ်ဖြစ်တည်လဲဆိုရင်ဒီ၃ည၈ရဲ့ဒီ၈ရဲ့ပေါင်းညာဒီဘက်မှာကျွန်တော်တို့၆ဖြစ်တယ်ဗောနော်၆ဖြစ်တယ်ဒီမှာမြင်းဆွဲလိုက်ဒါပြိပြိကိုစားပြရတယ်ဗောနော်အဲ့လိုမျိုး6လေးချက်ကဲဒါဆိုရင်တခါအပေါ်ကနေပြန်ပြီးတော့တစ်ချက်ပြန်သွားမယ် ပြီးအနီးနဲ့တုံးဒီတုံးရဲ့ဒီနှစ်ရဲ့ဒီတရဲ့ပေါင်းရင်6เนาะဒီမှာ6နှစ်ချက်ဒီမှာမြင်းတစ်ချက်ပြေးတယ်ဒီမှာမြင်းတစ်ချက်ပြေးတယ်เนาะ6ဖြစ်တယ်ဒါဆိုရင်ဒီဝိုင်းနဲ့9ရဲ့ဒီက3ရှစ်ရဲ့ပေါင်းရင်အဲ့ဒါလေသူက9ရေ3ရေဒီလိုမျိုးပေါင်းကြရတယ် 6ဖြစ်တယ်6ဖြစ်တဲ့အခါကျတော့တဲ့တုံညရေ8ရေ8ရေပေါင်းကြည့်ရတယ်တော့6ဖြစ်တယ်နော်6ဖြစ်တယ်ဒါဆိုရင်ဒီ3ရေဒီ2ရေပေါင်းကြည့်ရတယ်သူက6ဖြစ်တယ်နော်၃နှစ်တပေါင်းညာလဲ၆ဖြစ်တယ်အဲ့ဒါဒီမှာ တစ်ချက်ရေးပေါ့နော်နှစ်ချက်တစ်ချက်နှစ်ချက်ဟောဒီမှာ6ဒီမှာ6 sorry ဒီမှာ6ဖြစ်တယ်နော်အဲ့ဒါကူဒီမှာ3နဲ့တကနောက်ဆုံးဒီမှာ6နော်6ဖြစ်တာ6အဲ့လိုမျိုးချုပ်တယ်ကဲတခါနောက်ထပ်အပေါ်ကနေပြီးတော့အစိမ့်နဲ့ကျွန်တော်ရောင်ပြောင်းပြီးတော့ ီ၃ညရေဒီ၃ညရေဒီနှစ်ပေါင်းညရဲ့ဒီမှာနှစ်ဖြစ်တယ်နော်နှစ်စာဖြစ်တယ်နှစ်ဖြစ်တော့တခါဒီကအဝိုင်းနဲ့ဒီခွန်ရေဒီခွန်ရှိရေပေါ့ခွန်ခွန်ရှိပေါင်းညရာအဲ့ဒါဒီလေသူကခွန်ခွန်ပေါင်းတော့၄လေးနဲ့ရှင်းနဲ့ပေါင်းတော့နှစ်အဲ့ဒါကြီးလည်းနှစ်ဖြစ်တယ်။နောက်တစ်ခါမြင်းတန်းနဲ့အများတန်းနဲ့ မြင်းတန်းနဲ့တော့တုံးရဲ့တိရဲ့ရှေ့ရဲ့ပေါင်းရင်ရတယ်သူကနှစ်ဖြစ်တာဒါဆိုရင်ကျွန်တော်တို့ဒီဝိုင်းနဲ့ဒီတုံးရဲ့ဒီကနှလုံးပေါင်းရင်နော်အဲ့နှလုံးပေါင်းရင်ရဲ့ဒီတုံးလုံးပေါင်းရင်ကနော်ဒီတုံးလုံးပေါင်းရင်ကသူကနှစ်ဖြစ်ရတယ်နော်669 669နဲ့669နဲ့ဒါဆိုရင် ကျွန်တော်ဒီမှာ go break ဆိုတော့เนาะ go b 9 b ထဲမှာဒါလင်သူက3 9ပေါင်းချင်းနှစ်ဆိုတော့ဒါဒီ go break ဆိုတာတစ်ချက်စာရတယ်ဗောနော် go b ကတစ်ချက်ဒါထိတ်အမအောင်ဆုံးစပြတာเนาะ9 b ကရကဲဟုတ်ပြီလားဆိုရင်နောက်ထပ်ဘာရှိအောင်လဲတစ်ချက်ဒါ break ကိုပြပြီဗောနော် break ကိုပြပြီးနောက်မှာထိတ်ကိုတစ်ချက်ကြည့် အဲ့တော့ထိတ်ကထိတ်ကိုစကြည့်မယ်ဆိုရင်ဒီခွန်တုံးရေဒီရှေ့ပေါ့ခွန်တုံးရှေ့ပေါင်းခြင်းอ่ะခွန်တုံးရှေ့ပေါင်းခြင်းอ่ะသူကရှေ့ရှေ့ရတယ်เนาะအဲ့လိုရှေ့ရလို့မလို့ဒီမှာကျွန်တော်နှစ်ရှစ်ရှစ်နှစ်ရှစ်ရှစ်ပေါင်းခြင်းอ่ะလဲသူက ရှိဖြစ်တယ်နော်နှစ်ရှိရှိပေါင်းញံရှိဖြစ်တယ်ဒါဆိုရင်တဲ့သူဒီဒီလိုမြင်းတန်းနဲ့တုံညာရှိရယ်တုံညာရယ်ပေါင်းញံရလေရှိဖြစ်တယ်နော်အဲ့လိုမျိုးရှိဖြစ်တယ်အဲ့တော့ရှစ်သုံးချက်ဖြစ်တယ်ဗျာနော်ရှစ်သုံးချက်ဖြစ်တယ်အဲ့ရှစ်သုံးချက်ဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာနောက်ထပ်ဒီကောင်နဲ့အယောင်ပြောင်းလိုက်နော် ရောင်မြောင်းပြီးတော့ဒီ3ရေခွန်ရေဒီရှေ့3ခွန်8ပေါင်းညာသူက8တစ်ချက်ဖြစ်တယ်အဲ့တော့ဒီမှာအဝိုင်းနဲ့တွားမယ်ဒီ1ရေဒီက3ရေပေါင်းညာလေသူက8ဖြစ်တယ်နော်8ဖြစ်တယ်ဒါဆိုရင်မြင်းတန်းနဲ့တွားမယ်မြင်းတန်းနဲ့3ရေ3ရေ2ရေပေါင်းညာလေ ရှစ်ဖြစ်တယ်နော်အဲ့လိုရှစ်တောင်းချက်ဒါဆိုရင်နောက်ထပ်ဒီ၄တောင်းကုန်နဲ့အယောင်ပြောင်းပြီးတော့ဒီအောင်တဲ့တိမ်ကိုရနော်ဒီခွန်ရဲ့ရှစ်ရဲ့တောင်းရဲ့ပေါင်းခြင်းရရှစ်ရနော်ရှစ်ရဒါမြင်းလေးပိတ်တာအဲ့လိုရှစ်ရလို့ကျွန်တော်ဒီမှာအဝိုင်းနဲ့ဒီရှစ်ရဲ့ ဒီက3ခွင့်ရေပေါင်းညင်ရတယ်3ခွင့်ရေပေါင်းညင်ရတယ်တော့8ရတယ်8နှစ်ချက်ဖြစ်သွားတယ်ဒါဆိုရင်မြင်းတန်းနဲ့ကျွန်တော်တို့ဒီမှာ8ဖြစ်ဖို့တုံရရဲ့3ရေဒီက9ရေပေါင်းမှသာလင် သူဒီ8ဖြစ်မယ်နော်ဒါဆိုရင်ကျွန်တော်တို့9ထိပ်တစ်ချက်စာရတယ်နော်9ထိပ်တစ်ချက်စာရကဲဟုတ်ပြီလား9ထိပ်တစ်ချက်နော်9ထိပ်စာရကဲဒါဆိုရင်နောက်ထပ် ထိတ်စီထက်ကြီးထိတ်စီထက်ကြီးတော့ကျွန်တော်ဘယ်လိုမျိုးလဲဆိုရင်ဒီမှာမြင်းတန်းနဲ့အရင်တော့အောင်လို့မြင်းတန်းနဲ့မတော့အောင်ဝိုင်းနဲ့တော့အောင်လေရတော့မြင်းတန်းနဲ့မတော့အောင်လေရ3 3တုံညတုံညသုံးဟာသူက3ဆိုပြီးရနော်သုံးဆိုပြီးရတော့ဒီမှာမြင်း၄000ခွန်းနဲ့ဒီတုံညတုံညသုံးဟာလေနော် သူဒီသုံးလို့ရတယ်။တခါဒီမှာငါးကိုငါးကိုတစ်ကကျွန်တော်ငါးဆိုပြီးရတယ်နော်ငါးကိုတစ်ကငါးဆိုပြီး။အာ sorry နော်အဲကောင်အဲကောင်မဟုတ်။ sorry ခဏလေး

ကဲဟုတ်ပြီဒါဆိုရင်မြင်းတန်းနဲ့ကျွန်တော်ဒီမှာ5ခုဒီပေါင်းခြင်းอ่ะဒါဒီ9ရတယ်เนาะ9တော့ဒီမှာဒီကျွန်တော်3တုံညာနှစ်ပေါင်းခြင်းอ่ะ3တုံညာနှစ်ပေါင်းခြင်းอ่ะလဲ9ရတယ်เนาะအဲ့လိုနည်းနဲ့ယူလာပေါ့ဒါသာဆိုမြင်းတန်းနဲ့ခွန်10နှစ်ပေါင်းခြင်း9တဲ့နှစ်10ပေါင်းခြင်း10 10နဲ့ခွန်လဲပေါင်းเนาะခွန်ရတယ်ဒါဆိုခွန်ဖြစ်ဖို့အတွက်ဆိုရင်3လုံးပေါင်းခြင်းခွန်ဖြစ်ဖို့ ၃ညနှစ်ရှိတယ်၃ညနှစ်ရှိတယ်နော်၃ညနှစ်ရှိတော့ဒါငါးဒိတ်ထဲမှာဒါလေသူကခွန်ပြစ်နော်၃ညနှစ်ငါလည်းခွန်ပြစ်ဆိုတော့အဲ့ဒီနည်းကျွန်တော်တို့ကငါးထိတ်ဆိုတာတစ်ချက်ထပ်ရအောင်နော်ဒါဒုတိယအချက်ပေါ့နော်ငါးထိတ်ကဒုတိယအချက်ဒုပေါ့နော်ဒုဒုတိယအချက်ရကဲအဲ့ဒါဆိုရင်နောက်ထပ်ငါးထိတ်ထပ်ပြနော်ငါးထိတ်ထပ်ပြ ငါထိတ်ကဘယ်လိုမျိုးရလဲနောက်လည်းကဒီမှာအနည်းနဲ့တော့နော်ဒီကောင်းလေးじゃんဒီတုံးခွန်ရေဒီတိအဲ့ပေါင်းခြင်းကကျွန်တော်တိရတယ်နော်တိရတဲ့အခါကျတော့တဲ့သူကဒီမှာအဝိုင်းနဲ့သွားမယ်အဝိုင်းနဲ့မြားနဲ့သွား၃ရှေ့ရေ၃ညရေပေါင်းခြင်းอ่ะ တည်ရနော်38 3ညပေါင်းညများနေတော့နော်တည်ရတခါကြော်ဒီမှာအယောင်နေနေပြောင်းဒီ3ခွန်ရေဒီရ2ရေပေါင်းညတော့3ခွန်နေပေါင်းတော့2ဆိုကြီးရနော်2ဆိုကြီးရအဲ့တော့ညားနေတော့မင်းကောဒီခွန်3ရေဒီရ2ရေပေါင်းတော့လေသူက2ဆိုကြီးရနော် နေ့ဆိုပြီးရတယ်နေ့ရတယ်ကဲဒါဆိုရင်ဒီမှာအယောင်ပြောင်းပြီးတော့အယောင်ပြောင်းပြီးဒီမှာဒီကိုကနေပေါ့နော်ဒါဆိုရင်ခွန်ရှိရယ်ခွန်ရှိရယ်ကျော်ဒီရတိရပေါ့နော်ခွန်ရှိတိပေါင်းညင်ဘာရလဲဆို600ရယ်နော်600ရယ်ဒီမှာမြားတယ်ဒီ600အောင်83ဆိုတော့တရှိတဲ့အခါကျတော့ဒီမှာ ျွန်တော်၅ထိပ်ထဲမှသာလင်6ဖြစ်မယ်နော်7 3 5ဆိုပြီး6ဖြစ်မယ်ဒီနည်းနဲ့လေ၅ထိပ်ဒီ၅ထိပ်ဒီဒီနည်းနဲ့ကျွန်၅ထိပ်နော်၅ထိပ်ဒီတတိယအချက်ဖြစ်တယ်ခေါ့နော်တတိယအချက်ဖြစ်တယ်တတိယအချက်နော်၃ချိန်မြောက်နော်၃ချိန်မြောက်ဖြစ်တယ်။၃၅ထိပ်၃ချိန်မြောက်၅ထိပ်ပေါ့နော်။၃ချိန်မြောက်၅ထိပ်ဖြစ်တယ်။တကယ်ဟုတ်ပြီနောက်ထပ် တော်တော်ငါထိတ်ရှိအောင်မလားနော်ရှိအောင်မလားဆိုတော့ရှိပါတယ်နော်ရှိတယ်ဆိုဘယ်လိုမျိုးလဲဆိုရင်သူဒီဒီများနေပဲကျွန်တော်သွားမယ်ဒီခွန်ကိုနဲ့ဒီတင်းနေပေါင်းကြီးကကျော်ခွန်ဆိုရရတယ်နော်ခွန်ဆိုရရတဲ့အခါကျများနေပဲသွားမယ်တုံညာခွန်အများမို့ sorry တုံညာခွန်ရဲ့ခွန်ရဲ့ပေါင်းကြီးကလည်းခွန်ဆိုရရတယ်နော်တခါ ဒီမှာအနီနဲ့ဒီ၃ရှိရယ်ဒီက၂ရယ်ပေါင်းရင်တော့၃ဆိုပြီးရတယ်အဲ့ကြတော့ဒီမှာ၃ရှိနဲ့ဒီမှာ၂နဲ့ဒါဒီလည်း၃ဆိုပြီးရတယ်ဒါဆိုတော့များတယ်နောက်တစ်ရောင်ပြောင်းပြီးတော့ဒီမှာ၇ရှိနဲ့ဒီက၁နဲ့ပေါင်းတော့6ဆိုရရနော်ခွန်ရှိပေါင်းကြောင့်9 9နဲ့တင်းနေပေါင်း6ဒါဆိုလို့6ဖြစ်ဖို့အတွက်ဆိုရင်များနဲ့ သုံးရက်တည့်ရှိတယ်ဗျာဒီက၅ထဲမှသာလင်နော်၅ထဲမှသာလင်6ဖြစ်မယ်ဒီနည်းနဲ့လဲစတုထအချက်အနေနဲ့၅ထိပ်တခုထက်ရတယ်အဲ့တော့၅ထိပ်ဒီကျွန်တော်တို့၄ချက်ဖြစ်သွားတယ်နော်၅ထိပ်၄ချက်ဖြစ်၅ထိပ်က၄ချက်ဖြစ်သွားတယ်နော်ဒါဆိုတော့၅ထိပ်ဆိုတော့နည်းနည်းတော့သတိထားဖို့ကောင်းတဲ့အချက်ဖြစ်နေတယ်ဗောနော်ကဲဟုတ်ကဲနောက်တစ်ခုခါကြတော့ ်ထိတ်တလုံးကိုကျွန်တော်ဆယ်ကွက်မူ site အနေနဲ့เนาะဆယ်ကွက်မူအနေနဲ့ပြခြင်းတယ်ပေါ့เนาะဆယ်ကွက်မူ site အနေနဲ့ပြခြင်းတယ်ဆိုအဲ့ကောင်ကကြတော့ဘယ်လိုလဲဆိုတော့ဆယ်ကွက်မူ site အနေနဲ့ဒီမှာ68ရေဒီနှစ်ရပေါင်းရင်ကသူက6ဆိုလို့ရတယ်เนาะ68နှစ်ပေါင်းရင်6အဲ့ဒါကိုကျွန်တော်တို့ဒီကောင်နဲ့ ရှစ်ရှစ်တုံညာပေါင်းညင်ရတယ်6ဆိုပြီးဖြစ်တယ်နော်ရှစ်ရှစ်တုံညာပေါင်းညင်ရ6ဆိုပြီးဖြစ်တယ်6ဆိုပြီးဖြစ်တယ်နော်ရှစ်ရှစ်တုံညာပေါင်းညင်6ဆိုပြီးဖြစ်တယ်အဲ့ဒါကိုကျွန်တော်မြားနဲ့ဒီရှစ်နဲ့ရှစ်နဲ့ပေါင်းတော့လေသူက6ဆိုပြီးဖြစ်တယ်နော်6 3ချက်တခါအရောင်ပြောင်း6ဆိုပြီးဖြစ်တယ် ကအယောင်ပြောင်းမယ်ဒီမှာမြင်းတုံညာရှိရဲ့တည့်ရဲ့ပေါင်းခြင်းရကိုးဆိုပြီးရတယ်အဲ့လိုကိုးဖြစ်လို့မလို့ဒီမှာအဝိုင်းနဲ့အဲ့လိုကိုးဖြစ်လို့မလို့ နေုံဒီကောင်ခဏလေးဒီဆယ်ခွက်မူတစ်ချက်နည်းနည်းပြန်ကြည့်အဲ့တော့အဲ့ကောင်ဆယ်ခွက်မူနည်းနည်းပြန်စလိုက်မယ်ခုနဒီယူလာ883ညမှာဒီမှာနေရလွဲသွားလို့ဒီ68နှစ်ပေါင်းခြင်းက68နှစ်ပေါင်းခြင်းက600เนาะ600အဲ့တော့6ကိုဘယ်လိုဖြစ်မလဲဆိုရင်ကျွန်တော်တို့ဒီ88ရဲ့ ဒီ၃ညရဲ့အဝိုင်းနဲ့နော်အဝိုင်းနဲ့၃၃ချက်အဲ့ဒါဒီကျွန်တော်၆ဖြစ်တယ်နော်၆ဖြစ်လို့ဒီမှာမြင်းနဲ့မြားနဲ့တော့ဒီရှင်းနဲ့ဒီဒီရှင်းနဲ့ပေါင်းခြင်းကဒီရှင်းနဲ့ဒီရှင်းနဲ့ပေါင်းခြင်းတော့၆ဖြစ်တယ်ဆယ်ခွဲမှုနော်တခါအယောင်ပြောင်းမယ်အယောင်ပြောင်းမှဒီကအနီနဲ့အကွက်နဲ့ပြန်စနော်၃ညရဲ့ရှေ့ရဲ့ တိပေါင်းညာဒီမှာစပြီးတော့သူက6ဖြစ်တယ်။တညာ7တဲ့ပေါင်းရင်6ဖြစ်တယ်နော်။6ဖြစ်လို့မလို့သူဒီဒီကွင်းနဲ့အဝိုင်းနဲ့ပေါ့နော်3 4ရေဒီက2ရေ3 4 2ပေါင်းရင်ကသူ6ဖြစ်တယ်။နောက်2 3 4ပေါင်းတော့6အဲ့ဒါကိုများနဲ့ကျွန်တော်တို့ဒီ8ရေ8ရေပေါင်းရင်က ကိုဖြစ်တယ်နော်အဲ့ဒါဆက်ကွယ်မှုအဲ့လိုမျိုးဖြစ်တယ်ခဲဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီ၄တောင်နဲ့နော်၄တောင်နဲ့အရာအပြောင်းပြီးတော့ခရမ်းနဲ့ဒီ၃ညရေဒီ၃ရေဒီ၈ရေပေါ့ ဒါဒီ3ည3000ပေါင်ရင်တိရတိဖြစ်တဲ့ခါကျတော့ဒီမှာအဝိုင်းနဲ့ဒီလိုမျိုးသုံးခွန်ရင်သုံးခွန်ရင်ဒီရတိရပေါင်ရင်ဟာနော်တိဖြစ်မယ်တိဖြစ်မယ်ဒါဆိုရင်နောက်မှလည်းသူကများနဲ့တိဖြစ်အောင်သုံးရှိရဗျာဒါဆိုတော့ရှစ်ထည့်ရင်ကိုတိဖြစ်မယ်နော် ဒီဖြစ်မယ်တော့6 9 1 6 9 1 6 9 1เนาะအဲ့လိုနီးနေကျွန်တော်ဒီမှာ dishes ဆိုတာရတယ် dishes ဒီကျွန်တော် go break မှာလဲ dishes เนาะအခု go break လဲဖြစ်တယ်ဘောနော်ဒီမှာ dishes ဆိုပြီးတော့တိတိတ်ကိုဒီတဲတဲတာဘောနော်တိတိတ်ရင်ဖြစ်ပြီးမှာ shit အပိတ်အဲ့လိုမျိုးဖြစ်တဲ့နီးဘောနော်ဒီမှာ6 9 1ဖြစ်မှာဒီလို6 9 1လိုက်အဲ့လိုဖြစ်လို့မလို့နောက်ဆုံးမှာ6 9 1ဆိုတဲ့နီးရဆိုတဲ့ ဒါတိထိတ်ပေါ့နော်တိထိတ်ကမှရှစ်ပိတ်ဝင်ရဆိုတော့တိရှစ်တိရှစ်ဒီကကိုပရိလေဖြစ်တယ်ဆိုတော့သူရမှုတွေ့ရတယ်ပေါ့နော်ကျွန်တော်ပရမောင်းသစပြတာကိုပရိကိုရင်စပြတာလို့ခဲဒါဆိုရင်နောက်ထပ်အပိတ်လမ်းကြောမှာဘာ၄ရှိမလဲဆိုတချက်ကြည့်မယ်နော်ပိတ်လမ်းကြောမှာကကျွန်တော်တို့မြင်းနဲ့ရင်ပြတာကောင်းမယ်နော်မြင်းနဲ့က ြီးငါ၊တုံညာ6ငါတုံညာ6ပေါင်းရင်1ရတယ်နော်။တရတဲ့ခါကျတော့လေသူက4000ကျွဲ့တယ်။ကျွန်တော်တုံညာနည်းနည်းလေးချင်းတုံညာတုံညာ1နော်။တုံညာတုံညာ1ပေါင်းရင်ဟာဒီလိုမျိုးပေါ့နော်။ဒီတုံညာတုံညာ1 3လုံးပေါ့နော်။ပေါင်းရင်ဟာသူဒီလဲ1ရနော်။1ရ ဒါဆိုရင်တဲ့အဝိုင်းတဲ့၃ညရယ် sorry ဒီ၃ညသုံးရယ်ဒီ၈ရယ်ပေါင်းညာဒီရเนาะတခါအယောင်ပြောင်းပြီးတော့ဒီမှာမြင်းတဲ့ဒီမှာ885ပေါင်းညာ885ပေါင်းညာ885ပေါင်းလို့6 6နဲ့9နဲ့ပေါင်းလို့တည်တည်ရတယ်เนาะဒါဆိုရင်ဒီမှာ9ရယ် ဒီရက်၃ညရဲ့ပေါင်းခြင်း၉ရက်၃ညရဲ့ပေါင်းခြင်းရတယ်သူဒီတည်ရเนาะတည်ရတဲ့အခါကျတော့ဒီမှာဒီကောင်နဲ့သုံးခွန်ရဲ့သုံးခွန်ရဲ့ဒီရက်တည်ရပေါင်းခြင်းရတယ်တည်ဆိုရရเนาะကဲတကနောက်ဆုံးဒီမှာဒီမြင်းနဲ့အစိမ့်နဲ့နော်ဒီသုံးခွန်ရဲ့ဒီနှစ်ရဲ့ပေါင်းခြင်းဟာ နေရဒါဆိုတော့သူဒီ400ခွန်းနဲ့8ပေါင်တော့9 9နဲ့ဒီ3နဲ့ပေါင်တော့2 2ရเนาะ8 8 2 8ဖြစ်တာဒါဆိုတော့ဒီမှာ8 8 2ဖြစ်မယ်ဆိုရင်ကျွန်တော်တို့ဒီကောင်38ရေကျွန်တော်တို့ဒီကနောက်ပိတ်ရေပေါင်ခြင်းอ่ะ2ဖြစ်ရမယ်ဆိုတော့4ပိတ်ထည့်ရမှာเนาะ ဒီနည်းနဲ့ကျွန်တော်တို့လေးဘိတ်ဆိုတာเนาะ၃ချက်ချုံတဲ့လေးဘိတ်ဆိုတာရတယ်တခုရတယ်เนาะလေးဘိတ်ရတယ်ခဲဟုတ်ပြီနောက်တစ်ခုစက်ကြည့်မယ်နောက်တစ်ခုကကြတော့နောက်အပိတ်ကကြတော့ကျွန်တော်တို့နှစ်ဘိတ်เนาะနှစ်ဘိတ်ကိုပြချင်တယ်နှစ်ဘိတ်ကိုပြမယ်ဆိုရင်ဒီမှာ ီ6ခွန်8မောင်းငင်းကတဲ့သူတစ်ဖြစ်တယ်တစ်ဖြစ်တော့3ည38မောင်းငင်းရလဲတစ်ဖြစ်တယ်နော်တခါမြင်းတဲ့အနီးနဲ့3ည38မောင်းငင်းရလဲတစ်ဖြစ်တယ်ဒါဆိုရင်2ရောင်ခွန်နဲ့3ခွန်8မောင်းငင်းရလဲတစ်ဖြစ်တယ် ဒါဆိုရင်ဒီမှာကဒီမှာအောင်ပြောင်းမရမယ်နော်။အောင်ပြောင်းမယ်။၃၃ဘောင်းညင်ဟာ၃ဖြစ်တယ်။၃ဖြစ်တဲ့အခါကျတော့ဒီမှာ၄တောင်ခွန်နဲ့၃ရှစ်ရှိ၃ဖြစ်ဘူး။ဒါဆိုနှစ်ထည့်ရင်နှစ်ပိတ်ထည့်ရင်ကျွန်တော်တို့၃ဖြစ်မယ်နော်။ဒီနည်းနဲ့ကျွန်တော်တို့နှစ်ပိတ်နှစ်ပိတ်ဆိုတာချက်ရရနော်။နှစ်ပိတ်ချက်ရရ ဒါပထမတစ်ချက်နောက်ဒုတိယတစ်ချက်ကကြတော့ဘယ်လိုမျိုးလဲဆိုရင်ဒုတိယတစ်ချက်ကကြတော့ဒီ303ရေဒီတရေပေါင်းရင်ဟာသူက၄ဆိုရရအဲ့လို၄ဖြစ်လို့မလို့ဒီမှာမြားနဲ့ကျွန်တော်တို့ရှစ်ရှစ်ရေရှစ်ရေပေါင်းရင်ရှစ်3024၄ဖြစ်တယ်နော် တခါရောင်ပြောင်းပြီးတော့ရောင်ပြောင်းပြီးတော့တော့ခွန်ရေဒီရရှေ့ရပေါင်းရင်တော့ခွန်ရှေ့ပေါင်းရင်ဟာရှေ့ရဒါဆိုတော့မြားလေ၄3ရေ၁ရေပေါင်းရင်ဟာလေရှေ့ရတခါဒီမှာ၄ရောင်ခွန်နဲ့ တို့အနည်းနဲ့၃ည၈ရေဒီ၄ရေပေါင်းခြင်းဟာနှစ်ဆိုရရဒါဆိုရင်နှစ်ဖြစ်ဖို့အတွက်ဆိုရင်ဒီများနဲ့ကျွန်တော်ခွန်၃ရှိဒီမှာနှစ်ပိတ်ထဲမှာဒါလင်နှစ်ဖြစ်မယ်နော်ဒီနည်းနဲ့လည်းကျွန်တော်တို့နှစ်ပိတ်နှစ်ပိတ်ဆိုတာဒုတိယအချက်ရရပါတော့ဒုဒုတိယအချက်ရရနော်နှစ်ပိတ်ဒုတိယအချက်ရကဲဟုတ်ပြီ နှစ်ပိတ်ကြတာနောက်တစ်ခုကကြတော့ကျွန်တော်နောက်တစ်ခုကကြတော့ဒီအပိတ်ပေါ့နော်ဒီအပိတ်ကကြတော့မလို့ရလဲဆိုဒီ395ကိုပေါင်းခြင်းကတော့400เนาะ400တကားဒီမှာဆိုရင် ဲ့လိုလေးဖြစ်လို့မလို့သူဒီရှေ့ရှေ့ရှေ့တော့လောမောင်းရင်းလေးဖြစ်တယ်တခါကျွန်တော်ဒီမှာတုံးခွန်ရှေ့တုံးခွန်ရင်းတရားရှေ့ပေါင်းရင်းရရှေ့ရနော်တုံးခွန်ရှင်ပေါင်းရင်းရှေ့အဲ့လိုရှေ့လို့မလို့လေးတုံးရင်းတရားပေါင်းရင်းရလဲရှေ့ဖြစ်တယ်နော်ဒါဆိုရင်သူဒီဒီကားဒီမှာ303ရေရှေ့ပေါင်းညာ တဖြစ်တယ်။ဒါဆိုရင်သုံးခွန်ရဲ့နေရာတည့်ရဲ့ဘောင်းရင်တဖြစ်မယ်နော်၄၈၄၈၄၈တည်နည်းနဲ့ကျွန်တော်တို့ဒီဒီပိတ်ဆိုရတယ်နော်ဒီပိတ်ဆိုရရတယ်နော်ကဲဟုတ်ပြီ။ဒါဆိုရင်ကျွန်တော်တို့ရတာလေးရေးမယ်။ရတာရေးမယ်ဆိုရင်ဘရိတ်ကကျွန်တော် go break နော် go break ငါးတည်ကျွန်တော်၄ချက်တွေ့ရတယ်နော်။ငါးတည်၄ချက်တွေ့ရတယ်နော်။နောက်တစ်ခုက၁၀ခွဲ့မူနေရတယ် တရှိဆိုတော့ကတွေ့ရတယ်နော်တရှိတော့တွေ့ရတယ်ပြီးရခါကျတော့အာနှစ်ပိတ်တွေ့ရတယ်နော်နှစ်ပိတ်တွေ့တယ်ပြီးတော့လေးပိတ်တွေ့တယ်နော်လေးပိတ်တွေ့တယ်ဟောပြီးတော့ဒီပိတ်တွေ့ရနော်ဒီပိတ်တွေ့တယ်ဟောထိတ်မှကျတော့ကျွန်တော်တို့ဒီတစ်ထိတ် sorry ငါတစ်ထိတ်ကြီးတွေ့တယ်လို့လည်းပြောလို့ရတယ်နော်ငါတစ်ငါထိတ်ရကျွန်တော်တို့ငါထိတ်ရ တစ်ထက်ရတူရပြောလို့ရနော်ကြည့်ဟုတ်ပြီဒါဆိုခဏတွဲမယ်ဆိုရင်9254 51 14 11တစ်တစ်နော်ငါလည်းတွဲမယ်ဆိုလို့ရှိရင်9254ရှိရပါနော်ပြီးတော့1 2 1 1 တလေးရှိတယ်နော်ဆက်ကွက်မှုနဲ့တရှိပြီးခဲ့ကြတော့ဆက်ကွက်မှုနဲ့တရှိနော်တရှိတပွက်တထိန်အဲ့တော့ငါးထိန်ဒီကျွန်တော်လေးချက်လောက်တွေ့တယ်နော်ငါးထိန်လေးချက်လောက်တွေ့တယ်အဲ့တော့ငါးလေးတရှိအဲ့ကောင်မိန်ထိုးအောင်နော်ငါးလေးနဲ့တရှိမိန်ထိုးအောင်ကျွန်တော်ကပရိတ်ဒီကိုကိုးရှိရတဲ့အတွက်ကြောင့်နော်တရှိနဲ့မိန်ထိုးအောင်ပေါ့နော် နောက်ငါးထိန်နဲ့ပန်တဲ့ငါးနှစ်တုငါးနှစ်တုငါးတတုအဲ့ဒါရဲ့အဲ့လေးဘွယ်ကိုမိန်ထုတ်ပါမယ်နော်ဟိုဒိဋ္ဌိအနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်ကဒိဋ္ဌိအနေနဲ့ပြောမယ်ဆိုရင်ငါးထိန်ပေါ့နော်ငါးထိန်ခြိုက်တွေ့တယ်ပေါ့နော်ဗရိတ်အနေနဲ့ပြောမယ်ဆိုရင်ကိုးပီကြီးခြိုက်တွေ့တယ်ပေါ့နော်ကိုးပီကြီးခြိုက်တွေ့တယ်ဆိုဒီဗရိတ်ဗရိတ်နဲ့လည်းညီတယ်ထိတ်ကြီးလမ်းကြောင်းနဲ့ညီတယ်ညီတာ၁၀ခွဲမှုပေါ့နော်ဒါက၁၀ခွဲမှုနဲ့ တရှိငါးလေးဘူတင်ထိုးပါနော်။ငါးနှစ်နဲ့ငါးတက်ကိုတော့ဒူမိန်လောက်ထိုးပါနော်။ကျန်တဲ့တက်နှစ်တတလေးတက်နှစ်ရဲ့တတရဲ့တလေးရဲ့ဒါကတော့အရှံခွက်အနေနဲ့ထိုး။ငါးတိတ်စီဆွဲတယ်နေပါနော်။ငါးတိတ်စီဆွဲတယ်။ break အနေနဲ့ကို break ရှိပါလေ။ခဲအားလုံးပဲအဖွင့်နေမှာနော်ကံကောင်းကြီးနေနဲ့မိုက်ဆိုင်နိုင်ကြပါစေ။အဖွင့်လာကြပါစေ။